ချန်ပီယံကြီးအီဘိုကသူ့ရဲ့ပထမဆုံးခပတ်ကာကွယ်ပွဲမှာဆေးရုံဘောက်စားကြီးခါတူဂီကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့ပါသည်။အခုချိန်မှာတော့သူ့အမေတို့ပင်လယ်ထဲငါးပတ်ထွက်တော့မှကိုကူညီပေးနေပြီးပထမအကြိမ်ခပတ်ကာကွယ်ပြီးရအောင်ချန်ပီယံလို့အခေါ်ခံရတာကိုနေရခန့်နေပါသည်။ ဟုတ်တဲ့တွေကတော့ချန်ပီယံလို့အခေါ်ခံရတာကိုဂုံယူလိုက်ဖို့ပြောရင်ပင်လယ်ဘက်ထွက်သွားခဲ့ပါရင်အခုချိန်မှာခမိုကာဝချင်းဟာအလားအလာကောင်းနေရှိနေပြီးတခိုင်မူရာကကဘာအဆင့်ကိုတက်လန်းနိုင်ဖို့ကြိုးစားနေကအာအိုခိနဲ့ခီမူရာတို့ကလည်းချန်ပီယံခပ်ပတ်ကြီးကိုမျှော်မှန်းထားကြပါရင်အီဘိုကလည်းဂျင်းကိုစားရောက်တုန်းကဦးကြောင်ကြောင်ပုံစံနဲ့မတူတော့ပဲသူ့ရဲ့ပထမဆုံးခပ်ပတ်ကောက်ွယ်ပွဲကိုအောင်နိုင်ခဲ့ပါရင်အကုန်လုံးကကြိုးစားပန်းသားလေ့ကျင့်နေကြတဲ့ဆိုပေမဲ့နီးပြကြီးကတော့သူတို့အားလုံးမှဒီထက်ပိုတဲ့လုံနိုင်စွမ်းနေရှိတာကြောင့်ပုံမြင့်တဲ့နေရာကိုရည်မှန်းဖို့လိုပဲကြောင်းပြောပါရင် င်နိဗ္ဗာန်ကြီးရို့လို့အခုလူတွေကသူတို့ရဲ့လုံနိုင်စွာနေကိုပုံဖော်မြင့်တင်ပေးဖို့လိုအပ်ပြီးနိဗ္ဗာန်ကြီးကတော့သူကျမ်းမာနေသူတွေအကောင်းဆုံးလှုပ်ဆောင်ပေးသွားဖို့ဆုံးဖြတ်ထားပါသည်။စော်ရှိတဲ့အာဟုခိယရှင်းဆက်မတူရတဲ့ဤဖို့ဖွင့်မြော့ဖို့အချိန်တန်နေပြီဆိုပြီးမြှောက်ပေးနေပြန်ပါသည်။ ကန်ဂျီမှာချန်ပီယံခပတ်ကိုပတ်ထားပြီးချစ်လက်သွားသောခရိုအလေးကိုဖွင့်ပြလိုက်ဖို့အာအိုကီယာပြေဒုက္ခအကြံတွေပေးပေမဲ့အီဘိုကလည်းဖွင့်ပြခြင်းနေပြီဖြစ်ပါသည်ဒါပေမဲ့ရောက်ပါကြီးကိုလည်းကြောက်နေရသေးပြီးတခိုင်မူရကတော့အီဘိုမှာမေဂါတန်စင်နာမောင်ကြီးရှိလို့ဘသူ့ကိုမှမကြောက်နဲ့ဆိုပြီးစနေခဲ့ပါသည်ခီမူရတယောက်ကမီယတာနဲ့အဆန်သွားထိုးမယ်လို့ပြောတော့အီဘိုကတော့မီယတာရဲ့နာမည်ကိုကြားတာနဲ့ပျော်နေပါသည် တခါမူရကအနည်းဆုံးတော့မီယတာနဲ့ OBV ရခပတ်ကိုပြန်လူသိနေလို့ပြောပေမဲ့တနေ့ကျရင်အနိုင်ယူခြင်းပဲလဲမီယတာဟာတမ်မလုံးနယ်လို့အီဘိုကပြောပါရင် ။ဤဘိုးရဲ့ပုံစံကခူးမီကိုကြိုက်တာလားမီယာတာကိုကြိုက်တာလားဆိုတော့မတဲခွဲပဲ။ဤဘိုးကတော့မီယာတာကိုဒီအတိုင်းလေးစားနေတာဖြစ်ကြောင်းပြောပါလိမ့်။ဤဘိုးဂျင်ကနေပြန်တဲ့လမ်းမှာခွေးလေးဝံဘူကလာကြုံနေပြီးဤဘိုးကသူ့ရဲ့အရာအလုံးစတင်ဖြစ်ခဲ့တဲ့သစ်ပင်လေးကိုမြင်လိုက်ရတော့တိရွတ်တွေဖမ်းကြည့်ပါလိမ့်။ဒီနေရာမှာပဲတခါမူရရဲ့အတိအမတ်ပြူခြင်းကိုရရှိခဲ့ပြီးပထမနေ့မှာတင်မီယာတာနဲ့အဆန်ထိုးခဲ့ရပါသည်ပထမအချိန်မှာမီယာတာအနိုင်ရခဲ့ပေမဲ့ဒုတိယအချိန်မှာတော့အီဘိုအနိုင်ရခဲ့တာကြောင့်ဝမ်ဝမ်ရလတ်နဲ့တည်ရိပ်ဖြစ်ခဲ့ပြီး ီရလက်ကိုရူကီချန်ပီယံပွဲစဉ်မှာတိုက်ဖြတ်ရမယ်လို့မီယာတာကပြောခဲ့ပါတယ်။ဒါပေမဲ့မီယာတာကမာရှိပါစီမှာရှုံးနေခဲ့ရကြောင်းသူတို့အချင်းချင်းမထိုးဖြစ်တော့ပဲအီဘိုကရူကီချန်ပီယံဖြစ်ခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာမီယာတာကထိုင်းနိုင်ငံနဲ့ကိုရီးယားနိုင်ငံတွေဘက်သွားပြီးနိုင်ငံခြားပွဲစဉ်တွေမှာထိုးသက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မီယာတာကခနာလေးအတွင်းမှာသူနဲ့အီဘိုလိုရဲ့ကွာခြားမှုတွေကြီးမားတော့တယ်လို့ခန့်သားခဲ့ရတာကြောင့်ဒီကွာခြားမှုကိုအမိလိုက်ပြီးရင်ပြန်လာခဲ့မယ်လို့ပြောသွားခဲ့ပါတယ်။ အခုချိန်မှာတော့မီယာတာကတာမာတဲ့ပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီဖြစ်လို့မီယာတာဟာ OBV ရဲ့ချန်ပီယံဖြစ်လာနိုင်မယ်ဆိုပြီးအီဘိုကယုံကြည်ထားပါတယ်။တဖက်ကမီယာတာကတော့ခီမူရာနဲ့အစံထိုးရမှာအဆင်မပြေဖြစ်နေပြီးသူပဲခံနေရပါတယ်။ဒီတစ်ခေါက်မှမီယာတာကချန်ပီယံကိုစိန်ခေါ်ရမှာဖြစ်ပြီးပြိုင်ပွဲကလည်းနီးနေပြီဖြစ်လို့ဒဏ်ရာမရသေးရင်သူ့အဖေနီးပြားကနားခံလိုက်ပါတယ်။တာမန်ဆိုရင်ခီမူရာကမီယာတာကိုမရှင်နိုင်ပေမဲ့အခုတော့သူ့ဘက်ကအသာစီးရနေကြလို့သူ့ကိုယ်သူတာမန်လာပြီးဆိုပြီးခီမူရာကတွေးနေပါတယ်။ တကယ်တော့မိရတရဲ့ခန္ဓာကိုယ်ဟာဝိအလေးချင်းအခက်အခဲဖြစ်နေတာဖြစ်ကြောင်းနှီးပြကပြောပြလာပါသည်မိရတကနိုင်ငံရရှာမှလုံကတနေ့ထဲနဲ့ဆက်တပွဲထိုးရတဲ့အထိအချိန်အဟောင်းပြင်းထန်ခဲ့ပါသည် ပွဲစဉ်နဲ့တပွဲနဲ့တပွဲအချိန်ကြာမယ်ဆိုရင်ဂျာကာလာမှာပင်မမှုတွေနဲ့ထိခိုက်မှုတွေကိုပြန်လည်တတ်တာစေဖို့အထောက်အကူဖြစ်စေပါရင်ဒါပေမဲ့အဲ့လိုသာပေါ်ကြနေမယ်ဆိုရင်မီယာတာအတွက်ဝိတ်ထိန်မှုခက်ခဲတာကြောင့်ပွဲစဉ်နဲ့အဆက်မပြတ်ထိုးခဲ့ရပါရင်အခုဆိုရင်မီယာတာရဲ့အရက်ကခီမူဝဲထက်တောင်ရှိနေပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကဖေဒါဝိတ်တန်းရဲ့တတ်မှတ်ချက်ထက်ကျော်လွန်မှရတော့မှာပါ ဒါပေမဲ့မီယတာကတော့အီဘိုနဲ့ထိုးသက်ခြင်းသေးတာကြောင့်ဖက်ဒါဝေတန်ကနေမခွာနိုင်ဖြစ်နေရပါနီမီယတာရဲ့ပြိုင်ဘက်က OBV ရဲ့ချန်ပီယံအာနီဖြစ်ပြီးမိချောင်းရဲ့မေယိုလိုတန်မာတဲ့သူ့ရဲ့ဘဲညာဝိုက်လက်သီးတွေကြောင့်ခရိုကိုတိုင်းဆိုပြီးအခေါ်ခံရတဲ့သူဖြစ်ပါနီမီယတာရဲ့ဝိထင်ရတဲ့ပြဿနာကြောင့်မိချောင်းကောင်းအောင်ရှုံးသွားမှာခီမူရာကစိုးရိမ်နေပေမဲ့မီယတာမှာပြင်ဆင်မှုတွေရှိနေပါနီ ဝိထင်းရခြင်းကမိရတဲ့အတွက်ခဲတဲ့ခြုံရသလိုမျိုးအာယုံဆိုင်ပြီးတော့ဖြည့်ရှင်းရပါသည်။တကူလုံးကိုတဖြည်းဖြည်းနဲ့အစဉ်ပြေလောင်လေ့ကျင့်ပြီးထိုးချက်တိုင်းကိုမြင်နိုင်တဲ့အထိအာယုံဆိုင်နိုင်စွမ်းနေပိုကောင်းလောင်စူးစမ်းနေတာဖြစ်ပါသည်။မိရတဲ့ရဲ့ကောင်းတာထိုးချက်တွေကအခက်မသိရင်သူ့အတွက်ပါအနေရဖြစ်စေနိုင်လို့အဖြစ်ဖြစ်တဲ့နည်းပြကတော့စိတ်ပူနေရပါသည်။ ။တဖက်မှာတော့ဂျပန်ကိုရောက်နေပြီဖြစ်တဲ့မိချောင်ကြီးအာနီယာသူ့ရဲ့အစံထုတ်ပြိုင်ဘက်ကိုဝိုက်လက်သီးနဲ့အမောက်သိပ်ပြလိုက်ပါသည်။အာနီယာဝိုက်လက်သီးတွေကတကယ်ပဲတမ်းမလုံးနေကြတာကိုသတင်းတောက်ဖူဂျီလိုမြင်လိုက်ရပါသည်။အာနီယာမန်နေဂျာစာကားကူဂျီယာသူတို့တွေဂျပန်ကိုရောက်လာခဲ့တာဟာမီယာတာနဲ့ထိုးဖို့အဓိကမဟုတ်ပဲစီးပွားရေးအတွက်လာခဲ့ကြလို့ပြောပါသည်။ဂျပန်နိုင်ငံရဲ့ကိုယ်စားပြုပေါင်းစားကိုစော်ကားလိုက်တာဖြစ်တဲ့အတွက်မဟုတ်မခံတဲ့မာရီကမီယာတာဟာလည်းတမ်းမတဲ့သူဖြစ်လို့ရှော့မတွက်ဖို့သတိပေးလိုက်ပါသည်။ ဲ့အခါမှာတော့စာကားကူချီယာသူတို့မှမီယာဒါအအတွက်ဘလော်ဒီခရော့စ်လို့နာမည်ပေးထားတဲ့အထူးလက်ဆောင်တစ်ခုရှိနေကြောင်းပြောသွားခဲ့ပါသည်ဒီလိုမျိုးစိတ်ကြီးဝင်နေတဲ့စာကားကူချီရဲ့အာချမှုတွေကိုဖူဂျီယာတာခါမီယာတို့စီပြန်ပြောပြနေပါသည် အာခိယဘလော်ဒီခလော်ရဲ့အတိတ်ဘက်ကိုသဘောပေါက်လိုက်ပြီးတက်ရှိကထိုးတဲ့ကောင်းတာဖြစ်နိုင်တာမို့သူထက်တန်ယိုဖြစ်စေနိုင်တယ်လို့ပြောပြပါတယ်အာခိယစဉ်းစားဖို့အနေငယ်မှန်ပေမဲ့လည်းအာနိယအဲ့လိုမျိုးကောင်းတာထိုးတဲ့စတိုင်မဟုတ်ပဲမီယတာနဲ့လည်းကောင်းတာရှင်ထိုးနိုင်မှာမဟုတ်ကြောင်းဖူဂျီယပြောပါတယ်ဘလော်ဒီခလော့ဆိုတာဘာမှမသိရသေးပေမဲ့အနေရဲ့အငွေအသက်တွေခံစားမိနေပြီးအဲ့လားအပြင်မန်နေဂျာဆာကာကူဂျီယာသူ့ရဲ့ပေါက်စားအတွက်နောက်ထပ်စင်ခေါ်သူတွေခေါ်နေခဲ့ပါတယ်သူများနိုင်ငံလာပြီးတော့ confident level ဆိုးဟိုက်နေရာကြောင်းခီမူရာကမနှင်းမြို့ပဲဖြစ်နေပါသည် တခါမီရကလည်းခီမူရတာရှုံနေခင်မိချောင်းကိုအမဲဖြတ်ဖို့အီဘိုတောင်ကိုယူလိုက်လို့ပြောတော့အီဘိုကတော့မိရတာဟာတေချာပေါ့မရှုံဘူးဆိုပြီးပြန်ပြောပါလိ။အာနီရဲ့ပါဝါအဖြတ်ဆောင်ကအီဘိုလောက်ရှိပေမဲ့လည်းမိရတာကစပီနဲ့တက်ကနဲ့ပိုင်မှာပို့တာလို့မိရတာအနိုင်ရဖို့80ရာခိုင်နှုန်းလောက်တေချာကြောင်းဖူဂျီကပြောပါလိ။တဖက်မှာတော့မီယာတာကဝိကြဖို့အတွက်နေဘူးကြီးထဲမှာဟူဒီဝစ်ပြီးအပြေးလေးခြင်းပေမဲ့ချူတဇမ်မထွက်မလာတဲ့အပြင်ရေသောချင်းသိက်ကိုလည်းထိန်းထားရပါသည် ခန္ဓာကိုယ်အလေးချိန်ချိန်ကြရတဲ့အခါမီယာတာက126ပေါင်ကွက်တီနဲ့တမတ်ချပြေးခဲ့ပြီးစကားကူကြီးကအထက်သီးဆက်ဆံလာနှုတ်ဆက်ပါရင်မီယာတာကတော့သူတို့ရဲ့ပွဲပြီးရင် အာနီမှာခပတ်ရှိတော့မှမဟုတ်လို့စကားကူကြီးလည်းဘောက်စားနောက်တစ်ယောက်ရှာထားတဲ့နယ်လို့ပြောခဲ့လိုက်ပါရင် ကောင်းနာမှာဆေးရတဆူဖြစ်တဲ့မီယာဒါသာကောင်းနာထိုးလာခဲ့ရင်ဘလော်ဒီခရော့စ်နဲ့ပွဲသိမ်းဖြစ်ဖို့အားနီးရတွေးထားပါလိမ့်။တိုက်မကြခင်မှာပဲကြိုင်မွေးလေးကိုရောက်ရှိလာခဲ့ပါလိမ့်။မီယာဒါတယောက်နိုင်ငံပတ်ပြီးပွဲစဉ်တွေထိုးတက်ခဲ့တာဟာအီဘုံနဲ့တိုက်ခိုက်နိုင်ဖို့ပဲဖြစ်ပြီးနောက်တစ်ခါထိုးပြခဲ့ကြရင်အနိုင်ရအောင်လုပ်ဖို့တွေးထားပါလိမ့်။ ဲ့လိုအဒုရိနဲ့စူးစမ်းခဲ့ပြီးနောက်မှာတော့ဒဂိုလုံကအားရိနဲ့ထိုးပြနိုင်တဲ့ဂျော့ကောင်နာကိုရရှိခဲ့ပေမဲ့အီဘိုကလည်းအောင်မြင်မှုတွေအတိအသင့်ရရှိထားတာဖြစ်ပါရင်အဲဒါကြောင့်မီယာတာကသူသာအီဘိုနဲ့ရှင်နိုင်ဖို့ဆိုရင် OBBF ချန်ပီယံခပတ်ကိုရယူနိုင်ဖို့လိုအပ်နေပြီးတိတ်မကြခင်မှာသူနဲ့အီဘိုတို့ကြကကွာခြားချက်ကိုအမီလိုက်နိုင်တော့မှာလို့ပြောနေပါရင် အရင်နှောင်းကမီယာတက်ဟာလိုအပ်ချက်အနေငယ်ကြောင့်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးဂျပန်ဘောင်စင်ဘက်မှပြောက်ကွယ်သွားခဲ့ပါရင်အခုတော့ OBVS အစင်းတီဆိုင်ခေါ်သူအနေနဲ့ပြည်သက်တို့ရဲ့မြန်မာရှိကိုပြန်လဲရောက်ရှိလာခဲ့ပြီးသူ့ရဲ့ဖန်ငယ်လေးတွေကလည်းအသေးအတန်အားပေးနေကြပါရင်ချန်ပီယံအာနီက19ဘွဲ့ထိုးထားပြီး15ဘွဲ့အနိုင်2ဘွဲ့အရှုံးနဲ့12ဘွဲ့ကိုအလဲထိုးနဲ့အနိုင်ရထားကဘဲညာဝိုက်လက်တီတွေကြောင့်နာမည်ကြီးပါရင်အာနီကဂျိုဝိုင်းတဲကိုရှိုးစမိုးနဲ့ဝင်လာခဲ့တာကြောင့်တာခါမူရာကအမေရိကန်လူမျိုးတွေတောင်းရန်ပေးများတယ်လို့ပြောပါရင် တကယ်တော့အာနီယာဩစတြေးလျရဲ့လူမျိုးဖြစ်တဲ့အပြင်အမေရိကန်တွေက OBV ရထဲမှာမပါဝင်ပါဘူးအာနီယာသွေးပွေလုပ်တဲ့ထိုးချက်တွေကိုမြင်လာရတဲ့တာခါမူရာတို့ကအာနီမှလည်းမလောက်စရာအရေးအချင်းတွေရှိနေတယ်ဆိုတာသိလိုက်ရပါတယ်မီယာတာကဝယ်ရအလေးချိန်ထိမှုပြင်ပထားတာဖြစ်ပြီးတရက်ထဲနဲ့ပြန်မကောင်းနိုင်သေးရမို့အာနီယာပွဲစားတာနဲ့ကြုံးမြစ်လိုက်ဖို့တွေးထားပါတယ်မီယာတာရဲ့အဖေဖြစ်သူနီးပြားကလည်းကိုယ့်ရဲ့ဟန်ချက်ကိုထိန်ပြီးပြိုင်မဲရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့မှာနေခဲ့ပါတယ် ဒီနေ့အပိုင်းကတော့ဒီလောက်ပါပဲညီကိုတို့ကြီးရတာဖီးပြက်မှာဆိုလို့ဒီနေ့ရမှရက်လိုက်တာပါမိရတာနဲ့အာနိတို့ရဲ့ထိုးဘဲကအပိုင်းသုံးပန်းရှိတာကြောင့်တရက်ထင်းနဲ့အပြီးမလုံနိုင်သေးပါဘူးဒါပေမဲ့မနေ့ပြန်ကြရင်တော့မိရတာဖဇာအာနိတို့ရဲ့ထိုးဘဲကိုအပြည့်အစုံတင်ပေးသွားမှာဖြစ်ပါရင်အဆောင်နီကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းဒီတန်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်ဘိုင်